တ်များအားလုံးပဲမင်္ဂလာပါရှင်အမန် YouTube Channel ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရီဒီနေ့မှနားဆင်ရမယ့်ဇလံလေးကတော့တရိတံဝေကရပွေရင်းနှင်းဖွေရဲမတန်မှုခင်းဖြစ်ရမယ့်ဇလံလေးပဲဖြစ်ပါရီဟုတ်ကဲ့ဒါဆိုရင်တော့ဇလံလေးကိုစတင်လိုက်ပါတော့မယ်တတလုံးယူကြုံမရကိုစိုးလွင်ကိုစိုးလွင် ကိုစိုးလွင်ရဲ့ခြံဝင်းလေးကိုလူငယ်တဲ့ဦးကစပင်းကိုအမြန်နှင်းပြီးတော့ဝင်လာတယ်။ခေါ်တန်ကြတော့ကိုစိုးလွင်ကလှမ်းကြည့်လိုက်မိတယ်။လူငယ်ကစပင်းကိုရက်ပြီးတော့အိမ်လေးကိုပြေးဝင်လာတယ်။မောင်အီးထွန်းဘာများအရေးကြီးလာလို့လဲ။မောင်အီးထွန်းဆိုတဲ့လူငယ်ကကိုစိုးလွင်ရဲ့အမေကိုမဖြေနိုင်သေးပေ။အသက်ကိုမမှန်ရှူရင်းနဲ့အမောဖြေနေ။ကိုစိုးလွင်ရဲ့ညီမဆရာမမိုင်းရင်ထွေးလေ။ကျောင်းဆင်းအပြန်လမ်းမှာ လူသုံးဦးကဓားနဲ့ထိုးပြီးတော့ထွက်ပြေးသွားလို့အဲ့ဒါလားပြောတာဘာမောင်အေးထွန်းရဲ့စကားကြောင့်ကိုစိုးလင်ကအံ့ဩသွားတယ်ညီမလေးညီမလေးဘာဖြစ်သွားသေးလဲဆရာမလေးဓားထိုးခံရလို့ဓားထန်ရနဲ့ဆုံးသွားပြီအခုဟာဟာဒုက္ခပါပဲကွာကိုစိုးလင်ကမောင်အေးထွန်းကိုခေါ်ပြီးတော့မော်တော်ဆိုင်ကနေသူညီမတာဝန်ထမ်းဆောင်ရာထရော့စုရွာကိုလာခဲ့တယ်မျိုးပေါ်နေထရော့စုရွာကနှစ်မိုင်ခွဲခန့်ကွာဝေးတယ် မူလာတန်းကျောင်းအလွန်မှာအရေးကောင်းတဲ့တပည့်များမှပေါရောက်နေတဲ့လမ်းကျိုးကွေလေးရှိတယ်။ညခါအိနီယာကိုဖြတ်သွားရင်တရေချောက်တယ်လို့နာမည်ကြီးတယ်။ထူတောအုပ်နေရာမှာလူအများဝိုင်းအောင်ကြည်နေတာကိုကုစိုးလွင်ကလမ်းမြင်လိုက်ရတယ်။ဟိုလူအုပ်တွေအုံကြည်နေတဲ့နေရာမှာလားမောင်အီးထွန်းဟုတ်တယ်ကိုကြီးကူဆိုးလွင်က တိပင်းရိတ်အောင်မှာမော်တော်ဆိုင်ကယ်ကိုရမ်းလိုက်တယ်။ထို့နောက်တော့လူအုပ်သေးကိုတိုးဝင်ခဲ့တယ်။ လူအုပ်ကြီးရဲ့အလဲမြေပေါ်မှာဝမ်းပိုက်မှာဒဏ်ရာနှစ်ချက်နဲ့အသက်ဆုံးပါနေတဲ့သူညမလေးကိုတွေ့လိုက်ရတယ်။ဖြစ်မဖြစ်ရလေညမလေးရာကျွန်တော်ညမကိုဘသူတက်သွားတာလဲပြောကြစမ်းပါဗျာ။ကုစိုးလွင်ကသူညမရဲ့အလောင်းပြီးမှာဒူးထောက်ထိုင်ချရင်ပြောတယ်။ရင်ရင်ထွေးနေတူ အလုံးလုံးနေတဲ့ကျောင်းဆရာမလေးနှစ်ဦးကကုစိုးလွင်ရဲ့အနာကိုရောက်လာကြတယ်။ကျမရဲ့ရင်ရင်ထွေးရဲ့မြင့်မြင့်အေးရဲ့ ဒီနေ့ចောင်းစင်းတော့စကားတပြောပြောနဲ့ပြန်လာကြတာအကိုကြီးရဲ့ဒီတော့အုပ်နေရာလေးရောက်ရောမျက်နှာမှာအဝေးစီးထားတဲ့လူသုံးယောက်ကကျမတို့ရှေ့မှာလာရက်တယ်ကျမတို့လည်းစပိန်ဘော်ကဆင်းလိုက်ရတာပေါ့သူတို့ကရင်ရင်ထွေးကိုအတင်းဝိုင်းချုပ်ကြပြီးတော့ဓာတ်နဲ့ထိုးကြတယ်ကျမတို့နေရာကပဝင်းကျင်ကိုအော်ဟစ်ကူညီတောင်းတော့အဲ့ဒီလူသုံးယောက်ကတောင်ဘက်ကလေခွင်းလေးကိုတဟုန်တို့ပြေးသွားတော့တာပဲ ဆီယာမာလီတန်တာအောင်ကလူသက်သမားများပြေးသွားတဲ့အရက်ကိုလက်ညှိုးညွန်ပြရင်ပြောပြနေတယ်။လူသက်သမားများထွက်ပြေးသွားတဲ့တောင်ဘက်လေခွင်းများအစုံမှချောင်းရှိတယ်။ချောင်းရဲ့တစ်ဖက်မှာလည်းလေခွင်းများရှိနေကြတယ်။ဘသူဘဲဝါရီဆိုတော့မတိလိုက်နိုင်ဘူးလားဆီယာမာလီ။ညနာမှာအဝတ်တွေစီးထားတော့ဘသူတွေမှမတိရပါဘူး။ကိုစိုးလွင်က သူနှမရဲ့အလောင်းကို ကြည့်ပြီးတော့ဝမ်းနေစော်နေငိုကြွေးတယ် လူတက်မှုဖြစ်ပွားရာကိုထရော့စုကြီးရွာမှကြီးရွာလူကြီးများရောက်လာကြသည်ဖြစ်မှာဖြစ်ရလေဆရာမလေးရေဘလို့လူတွေကများမိုင်းမိုင်ရိုင်ရိုင်လှုပ်သွားကြတာပါလေနေ့လေကားတော့မှကျုပ်ចောင်းကိုရောက်လို့ရုံကန်းထဲမှာဆရာမတွေနေထိုင်ပြီးတော့စကားပြောပြကြသေးတယ်ចောင်းပဝင်းချင်းကမြတ်တော်တွေကိုကြီးရွာသားတွေအကူအညီနဲ့ရှင်းလင်းပေးဖို့ចောင်းဆရာကြီးဦးထင်မောင်ကပြောလို့ရှင်းပေးပါမယ်လို့ပြောခဲ့ရသေးတယ် တတော်စုကြီးရွာလူကြီးဦးထွန်းမြန်ကကိုစိုးလွင်ကိုပြောပြနေတယ်။ကျွန်တော်ညီမလေးလိုအများနဲ့အစင်ပြေအောင်ပေါင်းသိနေထိုင်တတ်တဲ့သူကိုမှဘသူကများရရက်ဆက်ဆက်တတ်တာလဲစဉ်းစားလို့မရပါဘူးဦးလေးကိုထွန်းမြန်ရ။ဆရာမလေးအသက်ခံရတာကိုရွာသားတယောက်ကငါလာပြောလို့ရဲစခန်းကိုတွားပြီးတော့အကြောင်းကြားခိုင်းထားတယ်။မကြခင်မှာရဲတွေရောက်လာကြလိမ့်မယ်။ကိုစိုးလွင်ကသူ့နှမရဲ့အလောင်းကိုကြည်ရင်နဲ့မချီတင်ခင်ငိုနေတယ်။ ရွာတွေကရွာသူရွာသားများကဆီယမာလေးရင်ရင်ထွေးရဲ့အလောင်းကို လာရောက်ပြီးတော့ကြီးရှုကြတယ်။ဝေဖန်ချက်အမျိုးမျိုးကိုလည်းပြီးနေကြတယ်။ကျွန်တော်တို့မှဒီမောင်နှမလေးနှစ်ယောက်ရှိတာ။အခုတော့ဗျာ။ဟုတ်ပါရဲ့ဗျာ။ခမရတို့မောင်နှမတယောက်ကိုတယောက်ဘလောက်ချစ်ကြတယ်ဆိုတော့ဒီရွာလုံးကသိပါတယ်။ကျွန်တော်တို့မိဘတွေကြံခဲ့တဲ့အမွေပစ္စည်းကျွန်တော်အခုလုပ်နေတဲ့စီးပွားရေးလုပ်ငန်းကရတဲ့ငွေနဲ့ကျွန်တော်တို့မောင်နှမတသက်လုံးမပူမပင်နေလို့ရပါတယ်။ ဒါပေမဲ့ညီမလေးကသူ့ဝါသနာအရာကျောင်းဆရာမပဲလှုပ်ချင်နေဆိုတာနဲ့သူစိတ်ချမ်းသာအောင်လို့ခွင့်ပြုထားရတာပါကျွန်တော်ညီမလေးပင်ပန်းတာကိုကြည့်ရတာမဟုတ်ဘူးဗျဒီနေ့မနေ့လဲသူသိတ်နေမကောင်းမင်းနဲ့အเจ้าကိုသွားတာကျွန်တော်ကတော့ကျောင်းကခွင့်ယူဖို့ညီမလေးကိုပြောမိသေးတယ်သူကဘယ်ဖြစ်မလဲကလေးတွေစာနောက်ကြနေမယ်ဆိုပြီးတော့အเจ้าသွားတာဗျရဲစခန်းကဒူရဲအုပ်ကျော်တင်တဲ့ရဲတပ်ဖွဲ့ဝင်များကလူသက်မှုဖြစ်ပွားရာကိုရောက်လာကြတယ် ဂျူယဲအိုဂျော်ဒင်ကဆီယာမာလီရင်ရင်ထွေးရဲ့အလောင်းကိုစနစ်တကျတေချာစွာနဲ့စစ်စစ်ကြည့်ရှုတယ်။ဆီယာမာလီရင်ရင်ထွေးရဲ့ယာဘက်ဝမ်းဘိုက်မှာဂျွန်ထက်ပြန်ရှားရဲ့လန်ဒန်နဲ့ဒိုးသွင်းခံထားရတဲ့ဒဏ်ရာနှစ်ချက်ကိုတွေ့ရတယ်။အခင်းဖြစ်ပွားတဲ့နေရာမှာရုံရင်ဆန်ခတ်ဖြစ်ခဲ့ကြောင်းမြေအနေထားကိုကြည့်ချင်းအပြင်ဂျူယဲအိုဂျော်ဒင်ကတီးလိုက်တယ်။ဆီယာမာလီစီးလာခဲ့တဲ့မိချောင်းစပိန်က အလောင်းနဲ့သုံးခိုက်ကွာမှလဲနေတယ်။ ။စမိတ်နောက်မှာညှက်ထားတဲ့ပလတ်စတစ်ချင်းလေးထဲမှာဓမင်းဘူးနဲ့ဓဘူးလေးကမြေကြီးပေါ်ကိုလွင့်စင်ကျနေတယ်။သူရဲ့အကြော်တင်းကဆီယာမတန်တာအောင်နဲ့ဆီယာမမြင့်မြင့်အီကိုသူတိလိုသမားကိုစစ်စစ်မေးမြန်းတယ်။ဆီယာမနှစ်ဦးကလည်းလူသက်သမားများထွက်ပြေးရာလမ်းကြောင်းကိုညွှန်ပြတယ်။ကိုစိုးလွင်တို့ကိုလူမှုရေးအရာရောစီးပွားရေးအရာရောမလို့မုန်းတီးတဲ့သူတွေများရှိသလား။ရန်ညို့ရန်စာများရှိသလား။ကျွန်တော်တို့မွန်နမမှာမလို့ရန်ညို့ရန်စာမှမရှိပါဘူး။ မြမလေးကလည်းအလွန်အေးဆေးပြီးတော့ကြေရလုံးကလေးစားချစ်ခင်နေဆရာမလေးပါ ဟုတ်ပါရဲ့ဆရာသူတို့မောင်နှမကကျွန်တော်တို့ရက်ရွာအကျိုးကိုတက်နိုင်တဲ့ဘက်ကနေတဲပိုးနေတဲ့သူတွေပါအခုလိုဆရာမလေးအသက်ခံရတာကိုကျွန်တော်တို့စဉ်းစားလို့မရဖြစ်နေပါတယ်ကျေးရွာလူကြီးဦးထွန်းမြိုင်ကဒူရဲအုပ်ကျော်တင်ကိုဝင်ပြီးတော့ပြောပြတယ်လူသက်သမားတွေဟာလူတအူးတယောက်ကိုအเจ้าမဲ့တော့တက်ကြမှာမဟုတ်ပါဘူးတစုံတစ်ခုတော့အเจ้าကြောင့်ကြောင့်သာတက်တာလို့ယူဆရပါလိမ့်မယ် ။ရာဇဝတ်ဘေးဆိုတာပြေးလို့မလွတ်ပါဘူး။ဒီနေ့မှာတော့ဘာကြောင့်တက်ရတယ်ဆိုတာလည်းသိရပါလိမ့်မယ်။ဒူရဲအိုဂျော်ဒင်ကဆီယာမာလေးရင်ရင်ထွေးရဲ့အလောင်းကိုစစ်ဆေးပြီးတော့ရေးမှတ်နေတယ်။ကျန်းစင်ပြီးတနအီကျော်မှဆီယာမာလီတုံးဦးကစပိန်ကိုစီနဲ့မြေတားရိုးလမ်းတိုင်လာခဲ့ကြတယ်။လမ်းမှာလူသွားလူလာကင်းရှင်းနေတယ်။ဒီနေရာရောက်တော့တိပင်းကြီးများနောက်ကနေမျက်နှာမှာအဝေးစီးထားတဲ့လူသုံးဦးထွက်လာတယ်။နောက်တော့ ကိုစိုးလွင်ကအာတုဘကိစ္စကိုစီစဉ်ရန်တရောစုရွာကလူငယ်များကိုသူ့အိမ်ကိုခေါ်လာ၏သူနေတဲ့အောင်ဘောကလမ်းထဲမှာလူငယ်လေးများကလည်းသူ့အိမ်ရှိမှာတက်ညီလက်ညီနဲ့မန်းတက်ဆောက်ပြီးကြတယ်သူညမရဲ့အလောင်းကိုဆေးရုံမှာစစ်ဆေးနေတော့အာတုဘအခောင်းကိုအချင်းရိုက်ခမ်းရတယ်ကိုစိုးလွင်တို့အိမ်မှာကိုစိုးလွင်ရဲ့အိုင်ရင်ထွေးနဲ့အိမ်ပေါ်အပြည့်ခေါ်ထားတဲ့အသက်20အရွယ်မတ်တင်ဆန်းဆိုတဲ့မိန်းကလေးသာရှိကြတယ် ည10နာရီကျော်မှရင်ရင်ထွေးရဲ့အလောင်းကိုစေးရုံကနေတည်လာကြသည်အခန်းကိုအင်းရှိအာသူဘကရင်မှာတင်ထားလိုက်သည်အင်းဒီချင်းများကရင်ရင်ထွေးရဲ့အလောင်းကိုလာရောက်ကြည့်ရှုကြသည်မျက်ရည်မစဲနိုင်သူများလာသည်အိမ်ပေါ်မှာလေးမာတင်ဆန်းကငိုရှိုက်နေရင်းကနေမိမျောသွားသည်မတင်ဆန်းမှာဆရာမလေးမရင်ရင်ထွေးနေအတူနေအတူတော့မှယူကျုံမရဖြစ်မယ်ဆိုလေဖြစ်เสียပါကြေးရလူကြီးများကလေကုစိုးလွင်အိမ်မှာလာရောက်ပြီးတော့နေပြီးကြတယ် ညနေမိုးချုပ်ခဏလေးကတောင်ပေါ်ကိုလူသုံးယောက်တက်သွားတာလမ်းမြင်လိုက်မိတယ်။အတော်ကလေးလှမ်းတော့ဘသူဘေဝါမှန်းတော့မသိလိုက်ဘူး။ရွာရောက်တာနဲ့ဆရာမလေးအသက်ခံရတာသိလို့လာခဲ့တာ။တောထဲမှာထင်းခုတ်ပြီးပြန်လာတဲ့တရောစုရွာသားတအူကအာတုဘအင်ကိုလာရင်ကခြေရွာလူကြီးများကို ပြောပြခဲ့တယ်။အဲ့ဒါဆရာမလေးကိုတက်သွားတဲ့လူသက်သမားတွေနေမှာပေါ့။လူသက်သမားတွေဟာ တောင်ကြီးအနီးတစ်ဝိုက်ကရွာသားတွေများလား။ခြေရွာလူကြီးဦးထွန်းမြိုင်ကပြောတယ် ကုစိုးလိုင်ကိုမေးရမှာတော့အာနာတွေဗျမေးပါဦးလေးထွန်းမြိုင် အာနာစီကလူတွေမှမဟုတ်တာပဲဒီလိုပါကုစိုးလိုင်ဆီယမာလေးမှာရီးစားရှိတယ်လို့ကြားမိတယ်အဲ့ဒါဟုတ်သလားကုစိုးလိုင်ရဲ့မျက်နှာကရှက်သွေးဖျန်းတယ်လို့ဖြစ်သွားတယ်ဟုတ်တယ်ဦးလေးဦးထွန်းမြိုင်မြို့နယ်တရားရုံးချုပ်ရှေ့နေလေးမောင်မောင်ဦးပါ သူကလည်းညီမလေးတရင်ကိုကြားလောက်ရောပေါ့ဆီယမာလေးကိုတော့ကျွန်တော်တို့နေရွာစလုံးကចောင်းသားမိပါတွေကနှမျောမိကြတယ်ဗျာ ဆရာမလေးကကလေးတွေကိုတိတ်ချစ်တတ်တာစိတ်ရှိလက်ရှိနဲ့စာသင်ပြီးတယ်ကျွန်တော်တို့ဒေါ်ရွာကကလေးတွေကမျိုးကចောင်းသားចောင်းသူတွေလို့ကျူရှင်တို့ဘာလို့ယူနိုင်ကြတာမဟုတ်ဘူးလေဆရာဆရာမတွေသင်ပေးတာကိုလေးလာចាំမှတ်ကြရတာရွာကကလေးတွေចောင်းမှန်မှန်တက်ဖြစ်အောင်ဆရာမလေးကစီယုံနိုင်တယ်ပြီးခဲ့တဲ့နှစ်ကရွာကကလေးတွေစတုဒ္ဒတန်းမှာ73ရောက်စလုံးအောင်ခဲ့တယ်ကြီးရလူကြီးအဖွဲဝင်ကိုလေးမြင့်ကဆီယာမာလေးအချောင်းကိုမမော်ဒန်ပြောနေတယ် ကိုစိုးလွင်ကပါပြင်မောကမျက်ရည်များကိုလက်ဖမိုးနဲ့တုပ်ပြလိုက်သည်ထို့နောက်တော့တစ်ချက်ရှိုက်သည်ကိုစိုးလွင်ရဲ့ channel ကိုစပိန်သုံးစီးဝင်လာသည်ဧည့်သည်တွေထင်တယ်လူငယ်သုံးဦးကအိမ်မော်ကိုတက်လာကြသည်ဟာမမဦးရင်ထွေးတဲ့ရင်ကိုကြားကြခြင်းကျွန်တော်တငယ်ချင်းတွေခေါ်ပြီးတော့လာခဲ့တာဘလို့ဖြစ်တာလဲအကိုကြီးရေမမဦးရဲ့မြဝန်းအိမ်မှာမျက်ရည်တွေဝဲနေသည်ဆရာမလေးရင်ရင်ထွေးရဲ့အလောင်းစင်ရှိရာကိုလည်းလမ်းမြောက်ကြည့်နေတယ် ကိုစိုးလွင်ကသူညမအသက်ခံရပုံကိုပြောပြတယ်။မင်းဘလောက်ခံစားနေရမယ်ဆိုတော့အကိုကြီးကိုချင်းစာမိပါတယ်။ညမလေးအတော်လေးစိတ်မကောင်းမှုကွာ။ရင်ထွေးရဲ့တရင်ကိုကြားကြခြင်းကျွန်တော်ဘလို့မှမယုံနိုင်ဘူးဗျာ။စေးယုံကဆရာဝန်တွေစီကိုတွားမိမိတယ်။အလောင်းကိုတွေ့မှယုံပြီးတော့တာ။ရင်ထဲမှာတင်းကျပ်အောင် ခံစားနေရတယ်ဗျာ။မနှက်ပြန်ကြရင်ကျွန်တော်တာဝန်ယူဆောင်ရွက်ပေးနေတယ်။အမှုတစ်ခုကိုလိုက်ပေးအောင်ပါဆိုတော့ညနေကြောက်မှပဲလာပြစ်မယ်ဗျာ။ အာသူဘကတပတ်ခါမှပေါ်တော့ကျွန်တော်နေလို့မရအောင်ပြန်ပြရစီတော့အကူကြီးအောင်မမောင်ဦးတို့တငယ်ချင်းတစုကအိမ်မော်ကနေဆင်းသွားကြတယ်မမောင်ဦးကရင်ရင်ထွေးရဲ့အလောင်းနာကိုရှောက်သွားတယ်တို့နောက်အခေါင်းပုံးကိုဖွင့်ပြီးတော့ကြည့်တယ်ရင်ရင်ထွေးကအိပ်ပျော်နေသည့်လားမြင်နေရတယ်မမောင်ဦးကအခေါင်းပုံးကိုပြန်ပိတ်လိုက်တယ်အင်းကန်ဆိုးလိုက်တာရင်ထွေးရဲ့ ရဲစခန်းကရဲစခန်းမှုဥကြောင်မောင်က ရုံကန်ထဲမှာခောက်တုတ်ခောက်ပြန်ရှောင်းနေတယ်။ရုံကန်ထဲကခုံတန်းလျားမှာဒူရဲအုပ်ကြော်တင်ဒူရဲအုပ်အောင်လွင်ဒူရဲအုပ်လှပြီးရဲတက်ချက်ကြီးများသည်နေထင်းတက်ချက်မျက်စွီနေထင်းတက်ချက်လာထုံရဲတက်သားတင်ဦးရဲတက်သားမြင်းသိန်းတို့ထိုင်နေကြတယ်။သူတို့က စခန်းမှုဥကြောင်မောင်ပြောလာမယ့်စကားများကိုနားဆွင့်နေကြတယ်။အောင်ဘောကလန်းကကုံတဲ့ကိုစိုးလွင်ရဲ့ညမအကြောင်းစရာမလေး မိုင်းရင်ထွေးအသက်ခံရမှုမှာလူသက်သမားတွေကကိုစိုးလွင်ကိုမနာလိုလို့သူညမကိုတတ်ခဲ့တာလားဒါမှမဟုတ်ဆရာမလေးကိုမနာလိုတဲ့သူတွေကလူငှပြီးတော့တတ်တာလားလူသက်သမားတွေကဆရာမလေးចောင်းစင်းလာကိုစောင့်ပြီးတော့တတ်တာဆိုတော့လူတက်ဖို့ကိုကြိုတင်ပြီးတော့စီစဉ်ခဲ့တယ်လို့ယူဆရတယ်။ပြီးတော့လူတက်သမားတွေဟာတောင်ဘက်ကလေကွင်းတွေကိုဖျက်ပြီးတော့တောင်ပေါ်ကိုတက်သွားကြတယ်။တောင်ရဲ့အနေထားရအရှေ့ဘက်ကိုဆက်သွားရင်ဘကိုးရိုးမှာ တောင်ရဲ့တောင်ဘက်မှာကျဲလူအံရွာကရက်ကွင်းရွာရှိတယ်။အနောက်တောင်ဘက်မှာကဥယျင်တန်းရွာနဲ့ရိုးကြောင်ပြတ်ရွာရှိတယ်။ငါတို့အနေနဲ့အဲ့ဒီရွာတွေမှာတွားရောက်စုံစမ်းကြည့်ရင်လူတသမားတွေရဲ့သဲလွန်စာကိုရှားလိုက်မယ်လို့ယူဆမိတယ်။ဒီတော့တရွာချင်းစီကိုလိုက်လံစုံစမ်းစီခြင်း ਨੇ စိတ်ချပါစကမ်းမှုမနှက်ပြန်ငါစပြီးတော့အဲ့ဒီကြေးရွာတွေကိုကျွန်တော်တို့လူခွဲပြီးစုံစမ်းမှာပဲ။ဒူရဲအိုဂျော်ဒင်းကစကမ်းမှုဦးကျော်မောင်ကိုပြောပြတယ်။ ဒီနေ့မှာကျွဲလူအိုင်ရွာမှာတရင်စုံစမ်းနေတဲ့ဒူရဲအုပ်ကျော်တင်ကစခန်းမှုဥကျော်မောင်ကိုဆရာမလေးရင်ရင်ထွေးအသက်ခံရမှုနဲ့ပတ်သက်ပြီးတော့ရရှိခဲ့တဲ့သဲလွန်စာကိုတင်ပြရီကျွန်တော်ကျွဲလူအိုင်ရွာကိုဝက်ကောင်ပေါင်းရှောက်ဝယ်တဲ့ဒေါ်တာပုံစံနဲ့ရောက်သွားတယ်အဲ့ဒီရွာကိုရောက်တော့ဝက်ကောင်ပေါင်းနှစ်ကောင်ဝယ်ပြီးတော့ရွာထဲမှာရှောက်ကြည့်တယ်ပြီးတော့အကျော်ဆိုင်မှာအကျော်ဝယ်ဆိုင်နဲ့စကားသမီးပြောကြည့်အဲ့ဒီမှာလူတက်မှုဖြစ်ပွားပြီးနောက်တနေ့မနက်မှာ ကရကွင်းရွာကဖိုးထိန်တောင်းညွတ်မြဝင်းတို့အကျော်ဆိုင်ကို ရောက်လာပြီးတော့အကျော်စားကြရသည်အကျော်ဆိုင်ချင်းကရှင်တို့သုံးယောက်ဘဲကပြန်လာတယ်လို့မိတော့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ဖြေရခတ်နေကြရသည်ပြီးမှအလဲလွန်နေကြတာလို့ပြောတဲ့သူတို့မျက်နှာတွေကြည့်ရတာလေတစုံတစ်ခုကိုစိုးရိမ်ကြောင်ကြဖြစ်နေကြပုံပဲတဲ့ဖိုးထိန်ဆိုတဲ့လူရဲ့အိတ်ထဲမှာလေငွေလေး9000လောက်ပါလာတာမြင်မိတဲ့အဲ့ဒီလူသုံးယောက်ပြန်သွားပြီးတော့ရွာထဲကကောင်လေးတယောက်ရောက်လာလို့ အကျော်တေကမေးကြည့်တော့အဲ့ဒီလူသုံးယောက်တောင်ပေါ်ကဆင်းလာတာမြင်မိတယ်လို့ပြောပြတယ်။ဟာဒါဆိုရင်တော့ဒီလူသုံးယောက်ဟာမတင်ကားစရာပဲ။တောင်ပေါ်ကဆင်းလာတဲ့လူသုံးယောက်မှာငွေ၄900ပါလာတယ်ဆိုတာမယိုးတော့။ဆရာမလေးကိုတတ်သွားတဲ့လူသမားကိုတောင်ပေါ်တတ်သွားတာမြင်မိတဲ့သူကလည်းရှိနေတော့အဲ့ဒီလူသုံးယောက်ကဘေးရွာကလေ။ကရကွင်းရွာကလို့သိရပါတယ်။အဲ့ဒီလူသုံးယောက်ကိုဒီညသွားခေါ်ပြီးတော့စစ်စစ်ကြည့်ရင်ကောင်းမယ်။ ကျွန်တော်လည်းအဲ့ဒီလိုပဲစိတ်ကူးထားပါတယ်ဟုတ်ပြီလုံးစရာရှိတာကိုဆက်လုပ်ပါကိုကျော်တင်ဒူနေ့ညမှာဒူရဲအုပ်ကျော်တင်နဲ့ရဲတပ်ဖွဲ့ဝင်များကဂရက်ကွင်းရွာကိုလာခဲ့ကြပြီးအမောင်တို့ကိုအားကိုးပြီးတော့ညနှစ်ချက်ကျော်မှဂရက်ကွင်းရွာကိုဝင်နေကျေးရွာသားတဦးရဲ့ကူညီနဲ့ကျေးရွာလူကြီးရဲ့အင်ကိုသွားပြီးကျေးရွာလူကြီးများကိုဒူရဲအုပ်ကျော်တင်ကအကျိုးကြောင့်ပြောပြတယ် ထို့နောက်ဖိုးထိန်တောင်းညွန့်နှင့်မြဝင်းတို့ကိုကြေးရွာလူကြီးများနှင့်အတူရဲစခန်းကို ခေါ်လာခဲ့ကျဲလူအံရွာကအကျော်တဲကိုလည်းနေထိန်တကြက်မျက်စွေကိုတွားပြီးခေါ်ခိုင်းလိုက်သည်ကဲဖိုးထိန်တောင်းညွန့်မြဝင်းတို့မင်းတို့တို့ရောလွန်ခဲ့တဲ့တပတ်လောက်ကကျဲလူအံရွာကအကျော်ဆိုင်ကိုမနက်အစောကြီးအကျော်လာစားတယ်လို့သတင်းရထားတယ်အကျော်တဲကမင်းတို့တို့ရောကိုဘဲကပြန်လာတယ်လို့ပြီးတော့ကြောင်အံ့ဖြစ်နေတယ်ဆို့ ဖိုးထိန်ကြီးမှလည်းငွေ၄900ပါလာတာလဲမြင်မိတယ်ရွာထဲကကောင်းလေးတယောက်ကတော့မင်းတို့၃ယောက်ကိုတောင်ပေါ်ကဆင်းလာတာမြင်မိတယ်လို့ပြောတယ်မင်းတို့တောင်ပေါ်ကိုဘာသွားလုပ်ကြတာလဲဖိုးထိန်တောင်းညော့မြဝင်းတို့ကတအူးမျက်နှာကိုတအူးကြည့်ကြတယ်သူတို့ရဲ့မျက်လုံးများမှာအသေးပေပေါင်းများစွာကိုတွေ့မြင်ရတယ်ဒီမှာကျွန်တော်မင်းနေတာကိုဖြေလေဟိုဟိုဆရာကျွန်တော်တို့တောင်ပေါ်ကဆင်းလာတယ်ဆိုတာမဟုတ်ပါဘူး အဲ့ဒီရွာကကျွန်တော်တို့တငယ်ချင်းတင်ထွန်းအိမ်မှာညဘက်အရက်တောက်ကြပြီးတော့အဲ့ဒီမနက်ကရွာအပြန်အလာအကျော်ဆိုင်တွေ့တာနဲ့အကျော်ဝင်းစားကြတာပါတေးကြတယ်နော်တေးကြပါတယ်ကဲကြေးပါလူကြီးဦးတင်အောင်ခမရတို့ရွာမှာတင်ထွန်းဆိုတာရှိသလားရှိပါတယ်နေထိန်တက်ချက်လာထွန်းကျွဲလူကရွာကတင်ထွန်းကိုသွားခေါ်ကွာဟုတ်ကဲ့ဆရာကဲဖိုးထက်ရဲ့တောင်းညော့မြောင်ဝင်းတို့အတွက်စေးဘောလေးကလေးပါလေးဝယ်ပေးလိုက်ပါ ကျေးရွာလူကြီးတွေနဲ့သူတို့သုံးယောက်စားဖို့လက်ဖက်ရည်နဲ့မုံသွားဝဲကွာကျွဲလူရံရွာက အသွားအပြန်တနိုင်ခွဲလောက်ကြအောင်ပါသူရဲ့ကြော်တင်ကပိုးထိန်တောင်းညော့မြဝင်းတို့ကိုရင်းနှီးစွာဆက်ဆက်ရင်းနဲ့သူတို့ကိုအကဲခတ်တယ်။မြဝင်းကကျန်တဲ့ဥထက်အင်ဒရီမဲနေမန်ကိုတရီပြုမိတယ်။ပိုးထိန်ကတော့အင်ဒရီကောင်းလာတယ်။မင်းတို့တော့ကျွဲလူအိုင်ကြီးရွာကိုမနက်စောကြီးကျောင်းလာပြီးတော့အကြော်လာမစားမီ။ တမြန်လေးကထရော့စုကြီးရွာမှာကျောင်းဆရာမလေးရင်ရင်ထွေအသက်ခံရတယ်။အဲ့ဒီသတင်းကိုရောမင်းတို့ကြားမိသလား။မကြားမိသေးဘူးဆရာ။ဖိုးထိန်ကပြောတယ်။တနေ့လုံးစိတ်ဝင်စားနေတဲ့လူတက်မှုသတင်းကိုမင်းတို့ မကြားမိတော့အံ့ဩစရာပဲကွာ။ကျောင်းဆရာမလေးကအသက်22နှစ်ပဲရှိသေးတယ်။ဟာအသက်ကငငယ်လေးရှိသေးတာပဲ။တနာစရာကောင်းလိုက်တာ။မင်းတို့ရွာကဘာလောက်ကင်တွေလောက်ကြတယ်လဲ။ ျွန်တော်တို့၃ယောက်စလုံးရွာမှာလဲစင်းငါလောက်ကြပါတယ်။မင်းတို့ကလဲစင်းငါတွေလောက်ပြီးတော့ဖိုးထိန်ကငွေလေးငါတောင်အိတ်ထဲကိုထည့်ယူလာနိုင်တယ်ဆိုတော့အဲ့ဒီငွေကဘယ်ကရတာလဲဖိုးထိန်။ဟိုကျွန်တော်မိမငကကို ရောင်းထားတဲ့ငွေပါဆရာ။မင်းကငကရောင်းထားတဲ့ငွေကိုအိမ်မှာတိတ်မထားပေးနဲ့ဘာကြောင့်ကျွဲလူအိမ်ရွာကိုရောက်တဲ့အထိယူလာတာလဲ။သူတို့တွေကိုကျွန်တော်အရက်တက်ရတာပါဆရာ။ ရဲစခန်းရေရုံးခန်းလေးကိုရဲတဲကျက်တအူးနေသူအသက်45နှစ်ရွယ်မိမတအူးဝင်လာတယ်။အကျော်ရောက်တဲ့အမကြီးထင်ပါတယ်။လွန်ခဲ့တဲ့တပတ်လောက်ကမနက်အစောကြီးမှာအမကြီးဆိုင်ကို အကျော်လာစားကြတာသူတို့၃ယောက်ဟုတ်မဟုတ်သိပြရစီ။သူတို့၃ယောက်ပါ။ငွေလေး9000ပါလာသူဆိုတာကဟောဒီကဖိုးထိန်စီမှာပါ။သူကတောင်းညွန့်သူကများဝင်းမှာ။အမကြီးဆိုင်မှာသူတို့အကျော်ဘယ်လောက်ဖိုးစားသွားလဲ။ 40 48ချက်ဖိုးထင်တယ်။ဒူရဲအုပ်ဂျော်တင်က ဖိုးထင်ကို ကြည့်ပြီးတော့ခေါင်းတဆက်ဆက်ညိနေ။အမကြီးတို့ရွာကတင်းထွန်းကရွာရဲ့ဘယ်ဘက်မှနေတာလဲ။တောင်ဘက်ဘက်မှနေပါလေ။သူတို့အကျော်ဆိုင်ကို တောင်ဘက်ဘက်ကလာကြတာလား။မဟုတ်ပါဘူး။ရွာရှိဘက်လမ်းအတိုင်းအနောက်ဘက်ကိုလျှောက်လာတာပါ။ဒူရဲအုပ်ဂျော်တင်ကအကျော်တဲ့အမကြီးပြောပြခဲ့တာများကိုရေးမှတ်တဲ့ ကျိုးအချိန်မှာကျဲလူအန်ရွာကကိုတင်ထွန်းကနေထိန်တကြက်လာထွန်းနေသူပါလာ ड़ी ထိုင်မှာကိုတင်ထွန်းလွန်ခဲ့တဲ့ရှေ့ရက်လောက်ကဖိုးထိန်တောင်းညော်မြဝင်းတို့ကိုတင်ထွန်းအိမ်မှာအရက်တောက်ပြီးတော့ညာအိတ်ကြတယ်ဆိုတာဟုတ်ပါသလားဟာမဟုတ်ပါဘူးဆရာကျွန်တော်အဲ့ဒီရက်တွေကရန်ကုန်ကိုဆေးသွပြနေပါတယ်ကဲဖိုးထိန်မင်းတို့ကြားတယ်နော်မင်းတို့လိန်ညာတယ်ဆိုတာထင်ရှားနေပြီလိန်ညာဖို့မကြိုးစားနဲ့တော့ငါတို့ကလည်းမင်းတို့ကြောင့်ကိုတရင်တီးကြရထားလို့ တိုက်ဆိုင်စစ်ဆီးနေတာကွာကြေးရွာကအားကိုရတဲ့ကလေးတွေပေါ်မှာအလွန်စေတနာထားတဲ့ဆရာမလေးကိုမင်းတို့ဘာကြောင့်ရရဆက်ဆက်တက်ခေရတာလဲဒူရဲဟုတ်ဂျော်ဒင်းကပြည့်ရိတ်ဆင်းပြီးတော့ပြောလိုက်တယ်ဘိုးထိန်တောင်းညော့ညာဝင်းတို့ကတွေ့ဝီသွားကြတယ်ဟုတ်ပါရဲ့ဆရာဆရာမလေးကိုကျွန်တော်တို့တက်ခေမိပါတယ်ဘာဘာကြောင့်မင်းတို့ဆရာမလေးကိုတက်ရတာလဲဒူရဲအုပ်ကျော်တင်းနဲ့ရဲတပ်ဖွဲ့ဝင်များ ရက်ကွက်လူကြီးများကအောင်ဘောကလမ်းရှိကုစိုးလွင်ရဲ့အင်ကိုလာခဲ့ကြတယ်။ကုစိုးလွင်ကအားလုံးကို ပြုံးရွှင်စွာနဲ့စီးကြို့တယ်။ဘာများဒူးချလို့လဲဆရာကျော်တင်။ဒူးချမှုရှိလို့လာခဲ့တာပါကုစိုးလွင်။ဆရာမလေးရင်ရင်ထွေးကိုတတ်ခဲ့တဲ့လူသက်တရခန်တွေကိုလည်းဖမ်းမိထားပါပြီ။ညီမလေးကိုတတ်တာဘသူတွေလဲရင်။ဂရဂွင်းရွာက ဖိုးထိန်တောင်းညွတ်မြဝင်းတို့ပါပဲ။ဖိုးထိန်ဖိုးထိန် ကိုစိုးလွင်အနေနဲ့ကျွန်တော်သိချင်တာလေးတွေကိုတော့ပြောပြပေးစီချင်ပါတယ်။မလိမ်မညာတန်းပေါ်ပြ။ကိုစိုးလွင်နဲ့အိမ်ပေါ်အဖြစ်ခေါ်ထားတဲ့မာတင်ဆန်းတို့ဟာတိတ်တိတ် ပုံညာနေတယ်ဆိုတာသိရပါတယ်။ဒါကိုဆီယမာလေးမိုင်းရင်ထွေကသီးတော့လုံးဝသဘောမတူခဲ့ဘူး။မာတင်ဆန်းကလည်းသူ့ရဲ့မိဘတွေထံကို ပြန်ပို့တော့မယ်လို့ဆီယမာလေးကပြောခဲ့တယ်။အဲ့ဒါဟုတ်ပါသလား။ဟုတ်ပါတယ်ဆရာကျော်တင့်။ဆီယမာလေးရင်ထွေကြောင်းသွားတဲ့နေ့က ကိုစိုးလွင်နဲ့မာတင်ဆန်းသာအိမ်မှာရှိနေကြတယ်။မာတင်ဆန်းကကိုစိုးလွင်ရဲ့ရင်ခွင်ထဲကိုတိုးဝင်ပြီးတော့ငိုနေတယ်။ဟဲအဆန်းမင်းဘာလို့ငိုနေရတာလဲ။ကိုစိုးလွင်က မာတင်ဆန်းရဲ့မျက်နှာကိုစိစိကြည့်ရင်းနဲ့ပြောတယ်။ကိုကြီးကိုကြီးနဲ့အဆန်းတို့တိတ်တိတ်ပုံချစ်နေကြတာကို မမရင်ကဘလို့တိတော်လဲမသိပါဘူး။မနေ့ကအဆန်းကိုဟုတ်မဟုတ်မေးတယ်။မဟုတ်ပါဘူးလို့ပြောလိုက်ရတယ်။ တကယ်ဟုတ်နေရင်တော့မမရင်က အစမ်းကို အစမ်းရဲ့မိဘတွေစီပြန်ဖို့ပေးမယ်တဲ့အစမ်းကတော့ကိုကြီးနဲ့မခွဲနိုင်ဘူးဟမ်ဟုတ်လားအစမ်းလဲအပြိုအကိုကြီးလဲလူပြိုပဲလေလူသိရှင်ကြလက်ထက်ယူလိုက်ကြရုံပေါ့အာကိုကြီးကလည်းကိုကြီးနဲ့အစမ်းကို မမရင်ကလုံးဝသဘောတူမှမတူပဲကိုကြီးကသူ့ကိုမတိုင်မင်မဲနဲ့အစမ်းနဲ့တိတ်တိတ်ပုံညားနေတာကိုသူကဘဝဲမကြဘူးလေ သူမကြေနဲ့လေအကူကြီးကဂယုမဆိုင်ပါဘူးသူရတဲ့နဲ့အမွေပစ္စည်းတွေခွဲပေးလိုက်ရုံပေါ့မမရင်ကိုအမွေဘလောက်ပေးရမှာမလို့လေကိုကြီးမိဘတွေကြံခဲ့တဲ့အေးချမ်းစိန်ရွှေရတနာပစ္စည်းတွေကိုခိကလာတန်ဖိုးနဲ့တွက်ပြီးတော့တဝက်ခွဲပေးလိုက်ရုံပေါ့အမွေတွေခွဲမပေးအောင်ဒီလိုလောက်ပါလားကိုကြီးရေမတင်ဆန်းကကိုစိုးလွင်ရဲ့နားနာကိုကတ်ပြီးတော့တီတူပြောလိုက်တယ်အာဒါတော့လုံးဝမဖြစ်နိုင်ဘူးအဆန်းရေ ကိုကြီးညီမလေးကိုအဲ့ဒီလောက်ကြီးတော့မရက်ဆက်နိုင်ဘူး။တိပါပြီလေ။ကိုကြီးကအစမ်းကို တကယ်ချစ်တာမဟုတ်ပါဘူး။အစမ်းဘဝနဲ့အစမ်းတော့အရှိပါသေးတော့။မားတင်ဆန်းကငိုရိုပြတယ်။ကိုစမ်းတွင်က မျက်စိကိုစုံမိတ်ပြီးတော့ခေါင်းကိုပင်ညာခါရမ်းမိတယ်။ကိုကြီးစဉ်းစားပြရစီအောင်ချစ်ကလေးရဲ့သူရဲ့ပိုင်းအတွင်းမှာမားတင်ဆန်းကကိုစိုးလွင်ကိုရှောင်ဖယ်ဖယ်လုပ်နေတယ်။သူမိဘများရှိရာကိုလည်းအောင်းမိတယ်လို့ဆိုပြီးတော့ပြန်သွားတယ်။ ကိုစိုးလွင်ကနေမတိထိုင်မသာဖြစ်သွားရတယ်။တပတ်ခန့်ကြာတော့မတင်ဆန်ပြန်ရောက်လာတယ်။နှမိဘများငွေမပြေလေတော့ငွေကျပ်2000ရှာပေးပါလို့ကိုစိုးလွင်ကပြောတယ်။ကိုစိုးလွင်ကပေးလိုက်တယ်။ဘာမှမကြောက်။ကိုစိုးလွင်ရဲ့ညီမမရင်ရင်တွေ့ကျောင်းကအပြန်မှာအသက်ခံရတယ်။ကိုစိုးလွင်ကများစွာကြေကွဲရတယ်။ဘလို့မှမျော်လင့်မထားတဲ့ဖြစ်ရမှုသူညီမလေးတွေယူကြုံမရဖြစ်ရတယ်။မင်းဘာပြောလိုက်တယ်အစမ်း ညီမလေးကိုမင်းလူငှပြီးတော့တတ်ခိုင်းခဲ့တာဟုတ်လားဟုတ်တယ်ကိုကြီးဒီလိုမှမလုပ်ရင်ကိုကြီးနဲ့ကျမဒီတသက်ပေါင်းရတော့မှာမဟုတ်ဘူးကျမရွာပြန်သွားတော့ကျမစိတ်မချမ်းမသာဖြစ်နေတာကိုမြင်နေကျမကိုဝန်ခွဲဖိုးထိန်ကကျမကိုမေးတယ်ကျမကကိုကြီးနဲ့ကျမအကြောင်းကို ပြောပြလိုက်တယ်ဒီတော့သူကညီမလေးဘာမှစိတ်မပူနဲ့ငွေ1000တာရှာပြီးအကိုကြီးရှင်းပေးမယ်ဆိုတာနဲ့မင်းမင်းတော်တော်ရက်ဆက်ရုပ်မာတယ်မိမ့်မပါလား ငါညမလေးကိုငါဘလောက်ချစ်တယ်ဆိုတော့မင်းသိရသားနေကွာကိုစိုးလွင်ကမာတင်ဆန်ကိုစိမ့်စိမ့်ကြည့်တယ်ကျိုစင်ချန်နဲကိုဒူရဲအုပ်ဂျော်တင်နဲ့ရဲတပ်ဖွဲ့ဝင်များရက်ကွက်လူကြီးများဝင်လာတာကို မြင်တော့မာတင်ဆန်ကအခန်းထဲကိုပြေးဝင်သွားတယ်ကိုစိုးလွင်ကအခန်းတကားကို အပြင်ကနေချက်ချထားလိုက်တယ်ထို့နောက်အင်းရှိကိုထွက်လာခဲ့သည်ဖိုးထိန်ကလည်းဆီယမာလေးရင်ရင်ထွေးကို ကိုစိုးလွင်အိမ်မှာနေတဲ့မာတင်ဆန်ကသခိုင်းနာပါလို့ဖြောင်းချက်ပေးထားပါတယ်။မာတင်ဆန်အခန်းထဲမှာရှိပါတယ်။ဆရာကျော်တင်းတို့ဝိတရအရသာဆက်လက်ဆောင်ရွက်ကြပါဗျာ။ဒူရဲအုပ်ကျော်တင်းနဲ့ရဲတပ်ဖွဲ့ဝင်များရက်ွက်လူကြီးများက မာတင်ဆန်ကိုရဲစခန်းကိုခေါ်လာပြီးတော့စစ်ဆေးမေးမြန်းနေ။မာတင်ဆန်မှာမငင်းတာတော့ဝန်ခံခဲ့ရတယ်။လူသက်တရခန်းများဖြစ်တဲ့မာတင်ဆန်၊ဘိုးထိန်၊တောင်းညွန့်၊မြဝင်းတို့ကိုပြည်မှုဆိုင်ရာဥပဒေပုံမှ 302အရာဒူရဲအုပ်ကျော်တင်ကတရားလိုပြုလုပ်ပြီးတော့မြို့နယ်တရားရုံးကို အမှုဆွဲဆိုတင်ပို့ခဲ့ဒီလူသက်မှုကိုမြို့နယ်တရားရုံးကကြားနာစစ်ဆေးပြီးတော့လူသက်တရားခံ၄ဦးတို့ကိုထောင်ဒဏ်၁၀နှစ်စီအတိအသေးကြားခံစီရန်အမိန့်ချမှတ်ခဲ့တယ်။မာတင်ဆန်အပေါ်မှာတန်တားနှောင်ငင်ခြေခင်မိခဲ့တဲ့ကုစိုးလွင်မှာတော့သူချစ်တဲ့မြမလေးအတွက်ဘဝတသက်တာလုံးယူကြုံမရဖြစ်မိတော့မေး။ စာရေးသူဆရာကြီးကိုလေကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါတယ်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အခုလို့စိတ်ဝင်စားဖွယ်ဇလန်းများကို တင်ဆက်ပေးတဲ့ကျမရဲ့အမှန် YouTube Channel လေးကိုလေ Subscribe လေးနှိပ်ထားခဲ့ပြီးပို့ Down ဆိုပေးရစီရှင်။